ဝယ်ရအောင်ဒီမှာတိပြီးသားမှာစောင်းမှာဟဲ့ဟိုလည်းတော့ပြပါဆရာဆီပြတဲ့ဈေးလုပ်ပေးပါဆရာဟိုမှာပြတဲ့ဈေးပဲပေးပါပေးတာလားပြေဘူးကကောင်းတယ်ကျင်းပြီးတော့ကျင်းချုံတော့ဆောင်းတော့မှလည်းဆောင်းကြတယ်ဖေဖော်ဝါရီလကုန်ပိုင်း၄ရက်ကြာရန်ကုန်တက္ကသိုလ်ပန်းဖြေရိတ်တာမှာကျင်းပခဲ့တဲ့ဂန့်ကောရနတ် ပကြီးပြပွဲမြင်ကွင်းဖြစ်ပါတယ်ရန်ကုန်တက္ကသိုလ်အနုပညာအသင်းပကြီးဌာနစိတ်ကဥဆောင်ကျင်းပခဲ့တာလေးဖြစ်တာပါ။อืมဟုတ်ကဲ့ဒီပြပွဲကကျမတို့အခုမှပြန်ပြီးတော့မြင်ဘူးတာပေါ့နော်ကျမတို့ကြောင်းတက်တဲ့ကနေပြီးတော့ဒါမျိုးပြပွဲမမြင်ဘူးမမြင်ဘူးပါဘူးတခါမှလည်းလေအခုဆိုတော့ဒါအခုဒီကမြင်ရတော့နောက်ပြီးတော့လက်ရှိကြောင်းသားကြောင်းသူတွေရဲ့လက်ရာဆိုတော့ ဒါကလေးတွေရဲ့အရေးသွေးကိုလည်းပြတဲ့ပွဲဆိုတော့ဒါမျိုးပွဲလေးတွေမများလုပ်ပြီးတာကောင်းမယ်လို့ထင်ပါတယ်။ကျမအနေနဲ့ကြည့်ရတာလည်းဟိုစိတ်ကျေနပ်တယ်ပေါ့နော်။ကြည်နူးမှုလည်းဖြစ်စေတယ်ဒီပကြီးပြပွဲလေးတွေဆိုတော့နောက်ပကြီးပြပွဲတို့ဓာတ်ပုံပြပွဲတို့နောက်ထပ်ဖြစ်နိုင်မယ်ဆိုရင်အဲ့လိုပွဲလေးတွေခမ်းမြမ်းများလုပ်ပြီးတော့ပို့ပြီးတော့ကောင်းမယ်လို့ထင်ပါတယ်။ရန်ကုန်တက္ကသိုလ်ဘောင်းဆောင်ကပကြီးဝါသနာရှင်နေရန်ကုန်တက္ကသိုလ်ပကြီးတင်တန်းက တင်နန်းသားတွေကျောင်းသားဟောင်းတွေပါဝင် ပြသခဲ့ပါတယ်ဟို20လောက်ဟိုမလို့ဖြစ်တဲ့ရန်ဝန်တက္ကသိုလ်ပကြီးအသင်းအမှုပြင်ပကြီးပြဝဲကိုပြန်ပြီးတော့ဟိုဆက်လက်ပြီးရှင်သန်တဲ့ပွဲပေါ့နော်ဒါ1981 82လောက်ထဲကနှစ်စဉ်ကျင်းပခဲ့ကြတာ1986 89ပေါ့ကျွန်တော်တို့ဆရာစဖြစ်တဲ့အချိန်ဒီဒါ နှစ်စဉ်ကျင်းပနိုင်ခဲ့တယ်။နောက်ဒီကြားထဲမှာအကြောင်းမျိုးကြောင့်မကျင်းပနိုင်တော့ပဲနဲ့အခုဒါ2016ခုနှစ်မှာဒါပြန်လဲကျင်းပနိုင်တယ်။တွေ့ရန်ကုန်တက္ကသိုလ်ခုနဟိုပြန်ပြီးတော့ဖွံ့ဖြိုးတိုးတက်အောင်ပြန်လုပ်တဲ့အခါမှာဒီဒီចောင်းသားတွေကိုចောင်းသားចောင်းသူတွေကိုခုနပေါင်းဝင်ញံကောင်တခုဖြန့်ပြီးပြီးဟိုဒီပကြီးပြဝဲလေးကိုပြန်ပကြီးပြဝဲကိုပြန်လုပ်တာလဲ။ ဖြစ်ပါတယ်။ဟမ်ဒါလည်းပါပြပါဆရာဆီပြည့်တဲ့ဈေးဒုက္ခဆရာဟောပြည့်တဲ့ဈေးပဲပေးပါပေးတာလားပြေဘူးကကောင်းတယ်ဆုံးပြီဒါရင်ဆုံးတော့ဆရာကမှဆုံးကြတယ်ဆရာ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 ကြီးကပြည့်တဲ့ဘူးဘူးဟိုဟိုဘမောင်ဝင်နဲ့ပြောင်း

ခုနဟိုကျွန်တော်တို့ကဒီဟိုဘာပြောမလဲဆိုရင်ဘွဲ့ကျူចောင်းသားပေါ့ဘွဲ့ကျူចောင်းသားလက်ခံတာကလေ first year ပေါ့နော်လက်ခံတာလွန်ခဲ့တဲ့3နှစ်ကောင်းကလက်ခံတယ်ဆိုတော့ဟိုចောင်းသားဦးကြီးနည်းနည်းနဲတာပေါ့နဲတော့ခုနအထိုးအတူရဲ့ဗကြီးအသင်းမှာပေါဝင်လှူရှားတဲ့ចောင်းသားကြီးចောင်းသားចောင်းသူအကြီးတွေကလည်းနဲတော့ဟိုပထမဆုံးကဒီဗကြီးခုနဟိုဟိုဝါသနာပါတဲ့ဗကြီးကိုကျွမ်းကျင်တဲ့ចောင်းသားចောင်းသူဦးကြီးနဲတော့ ခုနအဲ့ဒီအခက်အခဲကိုရင်ဆိုင်ရတာပါဒါနောက်နှစ်တည်းဆိုရင်တော့ဒါចောင်းသားចောင်းသူဥည်ရေလည်းတဖြည်းဖြည်းများလာမယ်ចောင်းသားចောင်းသူတွေရဲ့လက်ရည်လည်းပုံမူကောင်းမွန်တိုးတက်လာပြီးတော့ခုနပူပြီးတော့များလာမယ်လို့ထင်ပါတယ်အခုကတော့အရေးအတွက်နည်းနည်းနေတာပေါ့နေတဲ့အတွက်တပြင်းចောင်းတွေကဝိုင်းပန်မှုရတာရှိတာပေါ့ရန်ကုန်တက်ကလူဟိုရန်ကုန်တက်ကလူအပြင်ရန်ကုန်ပတ်ဝန်းကျင်ကဟိုចောင်းနေရပါပါဝင်ပန်မှုရတာရှိရယ်နော်ဟုတ် ဒီဟာចောင်းသားចောင်းလူအနေနဲ့လည်းဒီចောင်းရဲ့ activity ပေါ့နော်အတူလူပကြီးလူ activity ဟိုလှုပ်ရှားမှုတွေမှာပုံမပေါဝင်ပြီးတော့ဟိုចောင်းနေပျော်ပြီးတော့ဟိုစာတော်ပါလေလို့ဒါကျွန်တော်တိုက်တွန်းလို့ပါကားပေါင်း200နီးပါးပြသခဲ့ပြီးစံကားကားရောင်းရလို့ ကျပ်30သိန်းကျော်ရရှိခဲ့တယ်လို့ဆိုပါတယ်ထူးခြားတာကတော့ဒီပွဲဟာနိုင်ငံရေးအရပွင့်လင်းလာပြီးတဲ့နောက်ပထမဆုံးချင်းပါခွင့်ရခဲ့တဲ့ရန်ကုန်တက္ကသိုလ်ကပကြီးပြပွဲပါအေဂျမ်မောဟုတ်ကဲ့ဘယ်တက်ကတူရလဲ။ရန်ကုန်တက်ကတူနဲ့ဆင်းနေပါလေ။ဟုတ်ကဲ့။ဘာဘာသာတင်နေလဲဗျာ။ ဟုတ်တယ်ဟုတ်ကဲ့။တမီးရဲ့ဗကြီကားလေးကလေဖရဲသီးလေးနဲ့ခွေးလေးပုံတွေ့ရတယ်လေ။အဲ့ဒီပုံမှာတမီးဘယ်လိုစိတ်ကူးတွေရလဲ။ရန်ကုန်တက်သူနှစ်လေပကြီးပြပွဲတွေကိုမဆလာခစ်ကလေးကကျင်းပလာခဲ့တာ ဖြစ်ပါတယ်1988စစ်အာဏာသိမ်းပြီးနောက်ပိုင်း နှစ်ပေါင်း30နီးပါးရန်ကုန်တက္ကသိုလ်ပကြီးပြပွဲရောပကြီးတင်တန်းတွေရော ဖွင့်ခွင့်မရတော့ပါဘူးဒါပေမဲ့လည်းတက္ကသိုလ်အတွက်ပကြီးဆရာတွေကကန်းကော်ရွာပကြီးအုပ်စုကိုတီထောင်ခဲ့ကြပြီးတက္ကသိုလ်ပြင်ပပြပွဲတွေကတော့ဆက်လက်ပြတာနိုင်ခဲ့ကြပါတယ်ဟုတ်ကဲ့ပါကျွန်တော်တို့ဒီပြဝဲရန်ကုန်တက္ကသိုလ်ကြီးကမှနှစ်ပေါင်း30ကြာမကျင်းပပြီးမကျင်းပဖြစ်တဲ့အချိန်ကနေမှအခုချိန်မှပြန်ပြီးကျင်းပတဲ့ပြဝဲလေးဖြစ်ပါတယ်ဒီပြဝဲလေးကိုတော့ 16 February 26ကနေ29ထိပြသမှာဖြစ်ပါတယ်ဗျဘကြီးကားပေါင်း200နီးပါးပါပါတယ်190ကျော်ပေါ့ဟုတ်ဒီဘကြီးပြပွဲမှာပေါင်းရေးဆွဲတဲ့သူတွေကရန်ကုန်တက္ကသိုလ်ဘကြီးတင်နန်းကចောင်းသားចောင်းသားចောင်းသားចောင်းသူခေါင်းတွေပါတယ်ပြီးတော့ယခုလက်ရှိတင်ချားနေတဲ့ចောင်းသားចောင်းသူတွေလည်းပါတယ်ပြီးတော့တက္ကသိုလ်ဘောင်းဆောင်ကဘကြီးဝါသနာရှင်တွေလက်ရပြသထားပါတယ်ရန်ကုန်တက္ကသိုလ်ဘကြီးတင်နန်းမှာတက်ခဲ့တဲ့ចောင်းသားចောင်းသူခေါင်းတွေလက်ရတွေလည်းပါပါတယ်ဗျဒီပွဲလေးကတော့နှစ်ပေါင်း30ကြာမကျင်းပါ ဖြစ်တာကြာပြီပေါ့နှစ်ပေါင်း30ကြာပြီပြီးတော့ယခုဟိုဒီလိုရန်ကုန်တက္ကသိုလ်ပြန်လဲဖွင့်လှစ်တဲ့အချိန်မှာပထမဆုံးကျင်းပတဲ့ပွဲဖြစ်တဲ့အတွက်ကြောင့်အလွန်အင်မတန်မှမြေဝမ်းသာပါတယ်ခုံလဲခုံယူပါတယ်ဗျာအကြီးကန်းဆင်လာဒီအကြီးပြောင်းလဲဆင်လာဒီဆင်လာတွေဒီစိတ်တက်မရှိဘာမှလုံးလုံးမရဘူးအဲ့တော့အခုဦးတို့ဒီမှာတွေ့ရတော့ဆိုမနစ်ကဆိုရင်တင်နန်းပိတ်တယ်ဆိုတာအမှန်ကနှစ်ယောက်ပဲကျန်တယ်ကိစ္စမရှိဘူးနှစ်ယောက်ပဲဖြစ်တယ်အဲ့နှစ်ယောက်ပဲကျွန်တော်တင်တယ်နောက်နေ့တင်နန်းပြန်ဖွင့်တယ်လူတွေအများကြီးရောက်လာတယ်အခုပကြီးတင်နန်း စစဖွင့်တဲ့အချိန်လဲဆိုတော့ဒီဒီပြဝဲဖြစ်တဲ့အချိန်ဒီကျွန်တော်ဗတိထားမိတော့ကျွန်တော်အများနဲ့ရောက်နေသလားဆိုရင်ပကြီကန်းမှာအမှန်က၄ရောက်လောက်တိုးလာတယ်အခု၄ရောက်လောက်တိုးလာတော့ကျွန်တော်ဒီပကြီကန်းပကြီပြဝဲကိုပြစ်လာပြီကျွန်တော်ဒီပကြီပြဝဲပြီးသွားရင်ကျွန်တော်ထင်တယ်နောက်ထပ်10ရောက်ထပ်တိုးလာမှာပါရှင်ဘာလို့လဲဆိုတော့ဒီအသေးပွင့်ကိုမြင်ရတယ်ဟုတ်တယ်အရင်တော့ကျွန်တော်အပင်ပြိုးတဲ့အချိန်ဘာလို့လဲဆိုတော့ရေတွင်းတူတဲ့အချိန်ရေကြီးမထွက်သေးဘူးရေကြီးမထွက်သေးတော့ ီရေကြည်တော့ရတာမသိဘူးအခုဆိုရင်ဒီဘာပြောဒီမှာဒီဒီပြာခံကြီးဖြစ်လာပြီအားလုံးလည်းဒီအကျိုးအသီးခွင့်ကိုမြင်ရပြီဆိုတော့ဘာပြောပြောအရင်ထက်စံပကြီးကမ်းပေါ်မှာပကြီးတင်နန်းပေါ်မှာပကြီးအမှုပညာပေါ်မှာပို့ပြီးတော့ယုံကြည်စိတ်နော်ဒါကိုပို့ပြီးလုပ်ချင်စိတ်ကြီးပေါ်လာမယ်လို့ကျွန်တော်ထင်ပါတယ် ီပြီးပေးကြောင်းပါဘူး။အမြဲတမ်းရင်ကျေမှုလည်းနုပညာတက်ကတူအားကြောင်းပေးရပါရှင့်။ဒီလိုကြည့်ပြောင်းမှာဘာကြောင့်ဘလို့တင်ဖြစ်တာလဲ။ဘလို့လို့တင်ဖြစ်သွားလဲ။ဒီပြောင်းဝင်မှာတင်ဖြစ်တာကတော့ဒီကျောင်းမှာကျောင်းတက်နေတဲ့အကိုတယောက်ကပြောလို့သိရတာပါအဲ့ဒါကြောင့်တင်ဖြစ်သွားတာပါအခုပြောတော့တမီးရဲ့လက်ရာနဲ့ထူကြနေတယ်လေဒီဒီဇိုင်းလေးတွေကိုဘယ်လိုကြောင့်ရွေးတာဖြစ်ကြလဲ ကြိုက်တာကတော့ပကြီရေးလို့ရှိရင် line အထက်ကပဲလေအခြေခံက line အထက်ကပါပြီးတော့ဒီ line လေးကိုရေးရဲခါမှာလဲအဲ့လို line ရဲ့အထူအပားတွေပြီးတော့အသွားအလာအဝိအဝိုင်လေးတွေပေါ့နော်အဲ့လိုမျိုး line ကနုနုညံ့ညံ့လေးလည်းရှိရဲအဲ့အဲ့အတွက်သဘောကျလို့ရေးဖြစ်တာပါဒီပကြီကမှရောက်မှာပါဘူးဒီလိုပဲဖြစ်နေတယ် ဲ့ဒါလေးကကြီးကောင်းမှုဖြစ်နေပါတော့เนาะအဲ့ဒါဘာလို့တမီးအတူဖြူနေလို့ကြီးလိုက်လဲအော်ငကိုကအဖြူရောင်တော့တော်တော်ကြိုက်ပါရဲ့ရှင်ဟိုပြီးတော့အဖြူရောင်ကိုပို့ပြီးတော့ထင်းသွားစေမဲ့ဒီအနက်ရောင်ဆက်ကိုပေါ့เนาะဟုတ်ကဲ့အနက်နဲ့အဖြူနဲ့ရှင်လိုက်တော့ပို့ပြီးတော့လည်းပြပြတသားနဲ့ထင်းသွားရလို့လည်းခံစားမိပါရဲ့ပြီးတော့ဒီ line လေးကိုအဓိကရေးရဲ့အတွက်အနက်ခံပါကြလို့ရှင် line လေးတွေရဲ့အသွားအလာလေးတွေပြီးတော့သူ့ရဲ့အဖြူအဖော်ပေါ့เนาะအဲ့ဒါလေးကပို့ပြီးတော့ပေါ်လွင်စေရသဘောကျလို့ပါရှင် ကသမီးဒီပြပွဲရောင်သက်တော်ဒီပြပွဲပေါ့လေဒီပြပွဲပုံမှာသမီးသမီးကမိမိချက်ပြောပြမယ်ဟုတ်ကဲ့အော်ဒီမှာလဲရန်ကုန်တက္ကသိုလ်မှာတင်ဒန်းပေးပြီးတော့မှပြဝါသနာရှင်တွေအားလုံးစုပြီးတော့ပြောင်းလဲလုပ်တယ်လို့သိရပါတယ်။လက်ရည်တွေလည်းကြည့်ရသဘောကျပါတယ်။ဟုတ်အားလုံးကစိတ်ဝင်စားနဲ့လှုပ်ထားတယ်လို့လည်းမြင်မိပါတယ်ရှင့်။ဒီနေ့မရတော့အများမြင်စုပါ အမေကဒီကျောင်းကခွင်းတဲ့ပကြီးပြကန်းမှာပဲပကြီးပညာသင်ကြားနေတဲ့ကျောင်းသူတယောက်ပါအခုပကြီးပညာသင်ကြားနေရင်လည်းပြောပကြီးပြပွဲလုပ်တော့လဲပထမဆုံးအနေနဲ့ဝင်ပြီးတော့ပြပွဲပြဖြစ်ပါတယ်ဒီပြပွဲကတော့ဒီအရင်တော့ကျောင်းသားတွေအနည်း30လောက်မလုပ်ဖြစ်ခဲ့ပဲနဲ့အခုမှပြန်ပြီးတော့ကျောင်းသားတွေစုပြီးတော့လုပ်တဲ့ပြပွဲလေးဖြစ်ပါတယ်ကျောင်းသားတွေကြီးပဲစုလုပ်တဲ့ပွဲဖြစ်တော့အားလုံးကလည်းစီးလုံးလုံးနဲ့အရန်ပြောဖို့ကောင်းပါတယ်ပြီးတော့ဟိုအပြင်ကလူတွေလည်းဝင်ပြီးတော့ပြတဲ့အတွက်ပေါ့နော်ဒါကြီးရဲ့လူတွေလည်းအရန်များပါတယ် ဒီတိလိษံလေးတွေပုံရဲ့နောက်ပြီးတော့ပန်းလေးတွေပုံလေးတွေအခုအဓိကပေါ့နော်သားပေးဆွဲဖြစ်နေပါတယ်။ဟုတ်ပန်းလေးတွေဆွဲရဲဆိုတာလည်းပေါ့နော်ပန်းလေးတွေရဲ့အလှအလှတဲ့ဟာလေးတွေကိုလည်းသဘောကျလို့ပါတိလိษံလေးတွေကတော့သူတို့ရဲ့အမှုရာပြုမှုလေးတွေကိုသဘောကျလို့ဆွဲဖြစ်နေရပါတယ်။ ုတ်ကဲ့ဗျာကျွန်တော်အဲရန်ကုန်တက္ကသိုလ်ကျောင်းသားဟောတရားအနေနဲ့အခုပကြီးပြားဝဲရှိတယ်ကြာတော့ကျွန်တော်အပြေးလာကြည့်တာဝင်ကျွန်တော်တို့ကျောင်းတက်တုန်းကတော့တစ်နှစ်တစ်ခါလောက်ရှိတယ်ဗျာနောက်လက်ခုံးမှလည်းရှိတယ်နောက်အာနာသိန်းစစ်အစိုးကနောက်ပိုင်းလက်ထက်88နောက်ပိုင်းတခါမှမရှိခဲ့ဘူးအနှစ်30နီးပါးလောက်ရှိမှနေတူတယ်အခုကြာကြာချင်းပဲကျွန်တော်ကတော့ရှင်ခုံစွာနဲ့လာပြီးတော့ပြေးကြည့်တာဝင်ဗျာတငယ်ချင်းတွေကိုလည်းလက်တူခဲ့ပါတယ်ပြဘွေကမကြီးကားတွေကအရင်လာရင် ွေးပုံကြိုက်ဆုံးဒီပြဝဲပုံမှာတားဘူးလို့နေလည်းမသိနော်ဒီရောကအရန်စိတ်ဝင်စားဖို့ပေါ့ဒီရောဝါသနာသူပကြီးသမားရည်နဲ့အဲ့လိုမျိုးဒီပြဝဲပြဝဲနေလဲဆိုတော့အရန်ကောင်းပါတယ်ဒီပြည်ပြပွဲကပထမဟိုးရှေ့ပိုင်းတော့73ချိန်မြောက်တိတိပြပြီးပါပြီအခုဆိုရင်14ချိန်လို့ပြောလို့ရမှာပေါ့လေ 13ချိန်နဲ့14ချိန်ကြားတယ်မှာနှစ်ပေါင်း28နှစ်ကြာမှတစ်ခါပြန်ပြီးတော့ဖြစ်တာပါဒီပကြီးပြပွဲဖြစ်ဖို့အတွက်အဲဗမာတရေတည်တဲ့ဆိုတက်သူမပညာသင်ရဲ့ပကြီးဌာနစိတ်ပကြီးကန်းမှာပဲတရေတည်တာပါအဲပကြီးကန်းလေးပြန်ပေါ်လာတဲ့အတွက်အဲဒီပကြီးပြပွဲကဖြစ်တာပါပကြီးကန်းလေးမှာပကြီးသဏ္ဍန်လေးလောက်ပကြီးသဏ္ဍန်လေးရနေပကြီးသဏ္ဍန်သားလေးတွေရဲ့ပြပွဲလေးတွေပြဖို့အတွက်သူတို့လောက်တာကိုကျွန်တော်တို့က ဝိုင်းဝန်းပန့်ပိုးပြီးတဲ့သဘောပါပဲအစအစအရာရာပဲပေါင်းစုံပန့်ပိုးရရနဲ့ဒီပြပွဲလေးဖြစ်လာတာပါဒီမှာပြဝဲပြင်ဖြစ်လာတာကန်းကိုရွာရဲ့လူဖောင်းတွေကဒီမှာလာပြောဝိုင်းဝင်းကူညီပြောပြဝဲဖြစ်မြောက်ရေးထောင်ရကြတာလေဒီစိတ်တစ်ပိုင်းနိုင်ငံရေးရပွင့်လင်းလာချိန်မှာ တက္ကသိုလ်ပကြီးတင်နန်းကို2015ခုနှစ်ဇန်နဝါရီလကမှစတင်ဖွင့်လှစ်နိုင်ခဲ့ပြီးအခုကတော့တက္ကသိုလ်တွင်ပထမဆုံးပကြီးပြပွဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်မောင်တူပါ